မဂီတာသမိုင်းမှာအလွမ်းတက်ခံတဲ့နာမည်ကြီးခဲ့တဲ့သူတွေထဲမှာတွန်ဒေးသိန်းနဲ့ဟာထိတ်ဆုံးအပါဝင်ပါတယ်။မြမကန်နဝဲမင်းသားကြီးဝင်းဦးကိုရိုင်ကတော့ကျွန်တော်တို့လူတွေကတမီးအောင်အောင်ပါပဲနာမည်ကျော်တာပါ။ကိုသိန်းနဲ့ခမရကတော့တော်ရော်မျိုးပါမကျန်တနိုင်ငံလုံးနာမည်ကျော်တာပါလို့ချီးမြှောက်ယူသေးရတဲ့အထိတွန်ဒေးသိန်းနဲ့ကမြမဂီတာလောကမှာလူတိုင်းရဲ့အသေးစွဲအဆိုရှင်ကြီးတစ်ပါးဖြစ်ပါတယ်။တွန်လေးသိန်းနိုင်ရဲ့တခြင်းနိုင်ဟာလေမြမကြီးလက်လူတန်းစားတို့ရဲ့နေဘူးစကားကြုံမွေးဘဝတွေအကြောင်းကိုခန်းစားရေးဖွဲ့ထားတာများပါတယ် ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့ရှေးလူကြီးအဖိုးဖွားတို့ရဲ့အသေးဆွဲအဆိုတော်ကြီးတွန်လေးသိန်းနှံအကြောင်းကိုလွမ်းမောပွဲရာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တွန်လေးသိန်းနှံလို့လူသိများတဲ့ဦးတန်းထွန်းကို1942ခုနှစ်မှာအေယာဝတီတိုင်းတွန်တေးမြို့နယ်ကရိုးသားတဲ့တောသူတောင်သားမိသားစုကနေမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကစာပေနဲ့ဂီတာအနုပညာကိုဝါသနာပါခဲ့ပေမဲ့စီပွားရေးအခက်အခဲကြောင့်ပညာရေးကိုအားစိုက်တင်ယူခွင့်မရခဲ့ပါဘူး။ရန်ကုန်ကိုရောက်လာတော့ဘဘဲစရာဘဝနဲ့ရုန်းကန်ရင်ဘဝကိုရှေ့ဆက်ခဲ့ရပါတယ်။ ီလိုနွမ်းပါတဲ့ဘဝမှာတော့အမှုပညာပေါ်ထားတဲ့စိတ်ဓာတ်ကရော့ကြမသွားခဲ့ပဲရသမြငွေလေးချစ်ကုတ်ကအဆိုပညာကိုဂီတပညာရှင်ကြီးတွေစီကပညာတွေဆက်လက်စီးပူးခဲ့ပါတယ်1962ခုနှစ်မှာတော့ထွေးညိုဆိုတဲ့တခြင်းတစ်ပုဒ်ဟာသူ့ဘဝကိုတဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်ဒီတခြင်းကတနိုင်ငံလုံးကိုလွှမ်းခြုံသွားတဲ့အထိအောင်မြင်ခဲ့ပြီးတွန်လေးသိန်းနဲ့ရဲ့နာမည်ဟာတခဏချင်းအတွင်းမှာပဲလူသိများလာခဲ့ပါတယ်သူရဲ့အတန်ဟာစူးရှာပြီးခံစားမှုအပြည့်နဲ့တည်ဆိုတတ်တဲ့အတွက်ပရိသတ်တွေရဲ့ရင်ထဲကိုလွယ်လွယ်ကူကူရောက်ရှိသွားခဲ့ပါတယ် ထွေးညိုတခြင်းရဲ့အောင်မြင်မှုကြောင့်ပဲရုပ်ရှင်လောကထဲရောက်ရှိခဲ့ပြီးတေးတန့်ရှင်တရုပ်ဆောင်ဖြစ်လူသိများလာခဲ့ပါတယ်။ရုပ်ရှင်ကားပေါင်း68ကားလည်းမင်းသားအဖြစ်တရုပ်ဆောင်ခဲ့တာမို့အတော်လေးအောင်မြင်တဲ့တေးတန့်ခေတ်ကိုထူထောင်နိုင်သူလို့ပြောစမှတ်ပြုရမှာဖြစ်ပါတယ်။ဒါအပြင်တခေတ်တခါတုန်းကနာမည်ကျော်စကားကြီးတွေဖြစ်တဲ့ကိုရဲမင်းရဲ့ပန်းပရောက်ရဲနဲ့ချစ်မိတော်လေအယူအမှုလို့အမှုပညာလက်ရာကောင်းတွေကိုလည်းတွန်နေသိန်းတဲ့ကိုယ်တိုင်ပဲဒရိုက်တာနဲ့ဇန်ညွန်ရေးသားသူဖြစ်တာဝန်ယူဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါရင်မကတည်းပဲဖိုးလာမင်းကိုအောင်းသွဲခိုင်းမယ်။ နမလက်လျှော့နေလေတော့အမေပါကတနခါးစားတဲ့တခြင်းတွေဟာဦးသိန်းနှံကြီးရဲ့လက်ရမြောက်လာတဲ့ဖန်တီးမှုတွေဖြစ်ပါတယ်။သူ့ရဲ့တခြင်းတွေဟာရိုးရဒလေတွေ၊ကျေးလက်ခန်းစားချက်တွေနဲ့ဒေသန္တရာအလှအပတွေကိုပုံဖော်ထားတာကြောင့်ပရိသတ်တွေကကိုချင်းစာစိတ်နဲ့နားထောင်ခဲ့ကြပါတယ်။သူကိုယ်တိုင်ရေးသားတည်ဆိုခဲ့တဲ့တေးစီရီပေါင်း29ခွေနဲ့တခြင်းပေါင်း300ကျော်ဟာမြမဂီတာသမိုင်းမှာအဖိုးမဖြစ်နိုင်တဲ့အမွေအနှစ်တွေဖြစ်ခဲ့ပါတယ်။ 1994ခုနှစ်မှာတော့ပြည်သူ့ချစ်တဲ့နိုင်ငံကျော်အစိုးရကြီးတွန်ဒေးသိန်းနှံဟာကိုပိုင်ဇက်တပင်အဖွဲ့ကိုတီထောင်ပြီးဇက်တပင်နဲ့ပဲမှာပါအောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ဒါအပြင်ဝိထုစာအုပ်ပေါင်း20နီးပါးလည်းရေးသားခဲ့ပြီးစာပေနယ်ပယ်မှာပါသူ့ရဲ့အနုပညာအရေးချင်းကိုပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဘလောက်ထက်မြတ်တဲ့အကျယ်ပွင့်ဖြစ်ပါစေတင်ခါရတရားကအလိုမပေးဘူးဆိုတဲ့အတိုင်းအနုပညာနဲ့ပဲအသီးသီးမှအောင်မြင်မှုတွေစုကူးနိုင်ခဲ့တဲ့တွန်ဒေးသိန်းနှံဟာ အသေးကင်စာကိုတော့မကြော်နိုင်ခဲ့ပဲ1999ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ခဲ့ပေမဲ့သူ့ရဲ့ဂီတလက်ရာတွေရုပ်ရှင်တွေနဲ့စာပေတွေကတော့ဒီနေ့အထိရှင်သန်နေသေးပါ။သူ့ရဲ့သမီးတွေဖြစ်တဲ့ဝင်းပပသိန်းနှံနဲ့ရွှေဤသိန်းနှံတို့ကလည်းသူ့ရဲ့အမွေအနှစ်တွေကိုဆက်ခံပြီးဂီတလမ်းကြောင်းပေါ်မှာရှောက်လန်းနေကြပါတယ်ပရိသတ်ကြီးတွေ။